ဖြစ်လို့အချိန်နဲ့ဆွဲနေမိတာလဲပရိုကရက်စတီနေးရှင်းလို့ဆိုတဲ့အချိန်ဆွဲခြင်းဟာမကောင်းမှလူတိုင်းသိတယ်ကိုကိုကိုလည်းမကြိုက်ဘူးကိုနဲ့အလုပ်တွဲလုပ်နေတဲ့သူတွေကိုလည်းအဆင်မပြေစေဘူးနမယ်လဲကြစေတယ်ဒါကိုဘလို့ပြုပြင်ရမလဲဆိုပြီးလလာမေးကြတယ်။ကိုရိုင်းနောင်အချိန်ဆွဲထားမိတာတွေအများကြီးမို့ပြန်ဖြေရတာအတော်တန့်ဆုတ်တယ် မကောင်းတာလဲသိနေတာပဲဘလို့လောက်တဲ့နဲ့ဆိုတဲ့နီးတွေလဲအွန်လိုင်းမှာရိုက်ရှာကြည့်လိုက်အများကြီးထွက်လာမှာပဲတကယ်တမ်းပြဿနာရဲ့အဖြေကမသိခြင်းမှရှိနေတာမဟုတ်ဘူးကိုယ့်ရဲ့စိတ်မှရှိနေတာကိုသတိထားမိလာတယ်တခြားသူတွေအတတ်တော်မပြောရပေမဲ့ကျွန်တော်အချိန်ဆွဲနေမိတာမှာကတော့အကြောင်းရင်းနှစ်ခုရှိတယ်ပထမတစ်ချက်ကတော့စိတ်တွေအဆင်ပြေနေတာဒုတိယတစ်ချက်က ဆရာချက်တမှုတွေမျောလင့်ချက်တွေရုပ်ရော့လာတာဒီနှစ်ခုကလည်းဆက်ဆက်တယ်ဒီလိုကာလကိုဖြတ်တန်းနေကြတဲ့သူ တော်တော်များများမှလည်းတွေ့ရနိုင်တယ်စိတ်တွေအစင်မပြေနေဘူးဆိုတာဘာလို့မပြေတာလဲလို့မေးရမယ့်အစားပြေနေတယ်ဆိုတော့မှသာဘလို့လောက်ပြီးပြေနိုင်တာလဲမေးရမယ့်အခြေအနေဖြစ်နေပါတယ်စီးပွားရေးကျန်းမာရေးလူမှုရေးတပေါင်းဆောင်ကနေအစင်မပြေနေကြဘူး အချုပ်ဖြစ်တဲ့နိုင်ငံရေးပြဿနာမပြေလည်သေးွေးပေါ့မရေရာမှုတွေအနှိဋ္ဌာယုံတွေနဲ့လည်းထိတွေ့ခံစားနေရတယ်စိတ်ကဘလို့မှမပြောရွှင်နိုင်ဘူးမကြည်လင်နိုင်ဘူးမအေးချမ်းနိုင်ဘူးအဲ့ဒီတော့မလုံးမှလည်းမလုံချင်တော့ဘူးအလုတ်ကျွေးတွေပုံလာတယ်ပုံလာလေရှောင်ပြေးခြင်းလေရှောင်ပြေးလေလေပုံပုံလေနဲ့ motivation တွေကကြာတဲ့တက်ကြာလာတော့တယ်နောက်တစ်ပိုင်းက hope လို့ဆိုရဲမျောလင်းချက် လူဆိုတာမျောလင့်ချက်နဲ့ရှင်တန်ရတာမျောလင့်ချက်ကပဲကြိုးစားလူစိတ်ကို ဖြစ်လာစေတာလောက်သမျှအရာထင်မဲအောင်မြင်မဲအကျိုးရှိမဲဒီလိုယုံကြည်နေရင်မျောလင့်ချက်ကရှိလာတာပဲအခုကြတိဆောက်ထားသမျှအကုန်ပြည့်စီဘလောက်ကြိုးစားကြိုးစားထူလာမယ်လဲမထင်တော့တဲ့အခါအလုံလုံချင်းစိတ်တွေကုန်ခန်းသွားတော့တာပဲခက်ကလာရဲ့မောင်မိုင်းမှုကနေ လူတွေရဲ့မျောလင့်ချက်အလင်းရောင်တွေကိုပါဝါမြို့သွားတယ်လို့ပြောရပါမယ်။ပြည်တွင်းကလူတွေဆိုဘူတော်မှစိုးလိမ်အောင်မလားပဲ။အချိန်စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးရေးမှုတယ်။တကယ်ကအချိန်ဆိုတာစီမံလို့မရဘူး။သူ့ဟာသူလဲပတ်နေတာ။အဲ့ဒီအချိန်တွေမှာကိုပါရီလုံမယ်ဆိုတာကိုပဲစီမံလို့ရတာ။ကိုတနေ့တနေ့လုံရမယ့်အလုပ်တွေကို၄မျိုးခွဲထားလို့ရတယ်။ပထမနံပါတ်၁ အားကျန် important အလေလိုအရေးကြီးတဲ့အလုပ်တွေပေါ့ဒီတော့ထားလို့ဖြစ်တယ်ဥပမာကျွန်တော်အတွက်ဆိုရင်တော့အစည်းအဝေးတွေ panel တွေတင်ပေးရမယ့် post တွေနောက်တစ်ခု not important but urgent အရေးတော့မကြီးဘူးအလေလိုတယ်ဒီတော့လည်းထားလို့ရပြန်ရောနောက်နံပါတ်3 not important not urgent အရေးမကြီးဘူးအလေလည်းမလိုဘူး ဒါပေမဲ့အဲ့ဒါတွေကပျော်ရတယ်။ဥပမာဆိုရှယ်မီဒီယာသုံးတာ၊ရုပ်ရှင်ကြည့်တာ၊ဂိမ်းဆော့တာလူကမပျော်နေတော့အဲ့ဒါတွေကြီးဖိလုံမိရော တချို့ဆိုဆွဲလန်းတဲ့အထိပါဖြစ်ကုန်ကြတယ်။ဘဝအတွက်တကယ်အရေးပါတာကဘာလို့တွေလဲဆိုတော့ UPI လို့ကျွန်တော်အတူောက်သုံးတယ်။ Not urgent but important ။အလိနာလိုမနေဘူး။ဒါပေမဲ့အရေးကြီးတယ်။ဥပမာအင်္ဂလိပ်စာလေ့လာမယ်ဆိုရင် ်အခုချက်ချင်းလိုလားဆိုတော့မလိုဘူးမလောက်လဲတကယ်ကဘာမှမဖြစ်ဘူးကိုပဲနောက်ကျကြံခဲ့မှာအလောက်ထဲမှာတထေးကပေးထားတဲ့တာဝန်နဲ့တဘာဝချင်းမတူဘူးအရေးကြီးလားဆိုအရေးကြီးတယ်ကို့အနာဂတ်ကိုကြီးကြီးမားမားပြောင်းလဲသွားစေနိုင်တယ်ဒါပေမဲ့ချက်ချင်းမဟုတ်ဘူးနေလို့ရသေးတယ်လို့ဆိုတဲ့အခါအချိန်ဆွဲမိသွားရော အပေါ်မှာရေးခဲ့တယ်လို့ပဲမျောလင်းချက်ဆိုတဲ့တဝါကလည်းရှိမနေဘူးမဟုတ်လားစူးစမ်းနေလို့ရော ဘာထူးမှလဲဆိုတဲ့အတိကအချိန်ဆွဲခြင်းကိုဖြစ်လာစေတာစိတ်မကြမ်းပါဘူးဆိုတာမှစိုးရိမ်ထိတ်လန့်တာတွေအိမ်မဆိုးမတ်တာတွေစိတ်တရားရတာတွေကိုမှထင်ထက်ကြတယ်တကယ်ကတက်ကြွမနေတာလဲစိတ်မကြမ်းပါခြင်းပဲထုံတိုင်းနေတာလဲမကြမ်းပါခြင်းပဲရှောင်ပုန်းကျင်နေတာလဲမကြမ်းပါခြင်းပဲဒါတွေကိုကုစားနိုင်မှပဲအချိန်ဆွဲခြင်းကိုရှော့ချနိုင်ပါလိမ့်မယ်ကျွန်တော်တို့အလုပ်ဖြစ်တဲ့ဤတချို့ကိုလည်းမျှဝေလိုပါတယ် ပထမနံပါတ်၁ကိုလတ်လှူရှာပြုလုပ်ခြင်းကိုလတ်လှူရှာလုပ်တဲ့ဆိုတဲ့အခါမှာခန္ဓာကိုယ်ထဲမှာပျော်ရွှင်စေတဲ့ feel ဟော်မုန်းတွေကိုထွက်လာစေတယ်။အဲ့ဒါကနေမှအလုံးလုံးချင်စိတ်တွေဖြစ်လာတယ်။တခါတလေဘလောက်တောင်ဆုံးလဲဆိုအန်ယူဘီအိုင်မပြောနဲ့။အားကျန့်ဖြစ်နေတဲ့အလင်းလုံနေတဲ့အရာတွေကိုတောင်မှမလုံချင်တာလေ။အဲ့ဒီအခါလှုပ်လှုပ်ရှားရှားထလှုပ်လိုက်ရင်တိတိတသာစိတ်ကြည်သွားတတ်တယ်။နောက်နံပါတ်နဲ့ time blocking ချိန်တစ်ခုဖယ်ထားလိုက်တာကိုပိုင်လွတ်လွတ်တဲ့သူတွေမဖြစ်မနေတုံးကြရတဲ့နေ့လဲဖြစ်တယ်အဲ့ဒီအချိန်ကနေဒီအချိန်ကတော့ငါ့အတွက်အချိန်ပေးမယ်ဆိုပြီးဖယ်ထားလိုက်ရတာအားမစာရင်းမယ်ဆိုရေးပြတော့မှာမဟုတ်ဘူးရေးဖို့အချိန်ကိုမအားအားအောင်လုပ်ရတာမောင်ရင်တနေ့တနေ့အလင်းလိုနေတာတွေနဲ့အချိန်ကုန်စိတ်ပျော်စေးတာတွေနဲ့အချိန်ကုန်ဖြစ်နေရနိုင်မယ်နောက်နံပါတ်3စုပ်ပြတ်တတ်မနေခြင်းနဲ့စိတ်အောက်မကျတဲ့နဲ့စိတ် ဒါကအဆန်တန်းတဘောသူ့ဘက်ကိုဘက်ခွဲပြောတာတော့မဟုတ်ပေမဲ့တခါတလေကြလဲအဲ့ဒီလိုတွေးရပါတယ်နိုင်ငံရေးရာကို မနေနိုင်မထိုင်နိုင်ဝင်လောက်တာကြည်ပါလားသူတို့ဘဝပဲပျက်စီးသွားတယ်ဆိုတာမျိုးအပြောမခံနိုင်ဘူးဟုတ်တယ်ငါတို့ယုံကြည်ရာကိုလှုပ်တယ်ငါတို့စိတ်တွေ ထိခိုက်တယ်ပပေါင်းဆောင်ကနေနစ်နာတယ်ဒါပေမဲ့ငါတို့အကောင်းဆုံးရှင်သန်နိုင်တယ်ကျမ်းမာအောင်ထိမ့်သိမ့်နိုင်တယ်အခက်အခဲတွေကြားကနေပဲ ်ငါတို့မှတ်တိုင်တွေထားခဲ့နိုင်တယ်။အောင်မြင်မှုတွေရယူနိုင်တယ်။အရာရာအဆင်ပြေနေချိန်စူးစမ်းဖို့ကလူတိုင်းတတ်နိုင်ပါတယ်။ဘာတစ်ခုမှမရေရာတဲ့အချိန်မှာတော့မျော်လင့်ချက်ကိုစောက်ကင်ထားနိုင်တာကမှပိုခက်ခဲတာမဟုတ်လား။ဒီလိုလောက်ပြခြင်းနဲ့စိတ်ကနေလဲတခါတလေခွန်အားဖြစ်စေပါတယ်။စိတ်ရဲ့သဘောကကင်တော်ရတိတ်ခတ်တယ်။အမြဲမပြတ်လှုပ်သွားရမယ့်ကိစ္စလည်းဖြစ်တယ်။ ဒီနေ့စိတ်ကြမ်းပါလို့မနှက်ပြန်လဲစိတ်ကြမ်းပါနေမယ်လို့ပြောလို့မရဘူးတခါတလေစိတ်ဓာတ်ကျနေတော့ကိုယ့်ရဲ့အလုံးလုံးနိုင်စွမ်းလို့ဆိုရဲ productivity တွေလည်းကျအချိန်တွေဆွဲမိပြန်အဆင်ပြေလာပြန်တော့လေအလုံးလုံးနိုင်စွမ်းတွေကပြန်ပြီးတော့တက်လာဒီလိုနဲ့ကြသွားလိုက်ပြန်ကောက်တင်လိုက်နဲ့ဖြတ်တန်းနေကြရတာပါပဲပြီးဖြတ်သွားမယ်တိုက်ပွဲတစ်ခုတော့မဟုတ်ဘူးပေါ့ကိုအတွင်းစိတ်နဲ့ကိုနဲ့ဆိုတာ ဘဝတစ်လျှောက်လုံးသွားကြရမယ်ပြိုင်ပွဲမျိုးဖြစ်ပါတယ်။အဓိကကတော့အရှုံးမပေးဖို့လက်မလျှော့လိုက်ဖို့ပါပဲ။သူကတပွဲနိုင်ရင်ကိုက3-4ပွဲလောက်နိုင်အောင်ပြန်လုပ်။ဒါဆိုအရန်ဆူဆူဝါဝါမဖြစ်ဘူး။သူ့မသားကိုမသားဆိုရင်တော့ဒီလောက်မစိုးသေးဘူး။သူကကြီးစက်တိုက်နိုင်နေရင်တော့အချိန်ဆွဲတာတွေမကတော့ပဲလိမ်မှုကိစ္စတွေပါမာရင်းလာမယ်။ကိန်းအပြာကားအရက်မူးရစေ စတာတွေဆွဲလန်းလာမယ်။နောက်ဆုံးကိုကိုကိုတတ်တည်တဲ့အထီပါဖြစ်သွားနိုင်ပါတယ်။ပြိုင်ပွဲဆိုတာနိုင်တစ်ခါရှုံးတက်လက်ပါပဲ။ကိုဘကအပီးအပိုင်လက်မလျှော့လိုက်ဖို့ပဲလိုတာပါ။ဒေါက်တာဖြူတီဟာ22ရက်5လ2025